အားလုံးပဲမင်္ဂလာပါဒီတပတ်တနင်္ဂနွေနေ့ဟာနိုဝင်ဘာလ2ရက်နေ့ကွယ်လွန်သွားတဲ့ဝိညာဉ်များအတွက်တတိယအောက်မေ့ဆုတောင်းပေးရတဲ့နေ့ရက်တစ်ရက်ဖြစ်ပါတယ်ဖာသာရုကက်သလစ်သာသနာတော်ကြီးမှာယုံကြည်ချက်တစ်ခုရှိတယ်အသင်းတော်၃ခုရှိတယ်တဲ့အောင်ပွဲခံအသင်းတော်တန်ဆက်ဖြစ်နေတဲ့အသင်းတော်ခရီးပြုနေတဲ့အသင်းတော်ဒီအသင်းတော်ကြီး၃ခုက တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအမိသဟဲပြုနေကြတယ်အထောက်ပံ့အကူအညီပေးနေကြတယ်ဆိုတာကိုကက်သလစ်သာသနာတော်ကြီးကယုံကြည်လက်ခံထားပါတယ်။နိုဝင်ဘာလ၁ရက်နေ့မှာယဟန်နာအပေါင်းပွဲကိုဖသရုချင်းပါတယ်။ယဟန်နာအပေါင်းပွဲဟာဖျားသခင်ရဲ့ရှေ့မျက်မှောက်မှာယဟန်နာတွေဟာဖျားရဲ့မျက်နာတော်ကိုဖူးမြော်ခွင့်ရရှိပြီးထာဝရဒုက္ခချမ်းသာကိုခံစား권ရရှိကြတယ်။ ်တနည်းအားဖြင့်ပြောရင် အောင်ပွဲခံနေကြတဲ့အသင်းတော်ဖြစ်ပါတယ်လောကအတ္တတာမှာသူတို့ဟာဖျားသခင်ရဲ့အလိုတော်နဲ့အညီနေထိုင် ရှင်သန်ခဲ့ပြီးမင်္ဂလာတရားတော်တွေကိုကြင်ကြံအားထုတ်ပြီးတဲ့အခါမှာကယ်တင်ခြင်းချမ်းသာကိုရတယ်ဖျားနဲ့အတူတူထာဝရအသက်ကိုစံစားခွင့်ရတဲ့ယဟန္တာများရဲ့ပွဲနေ့ကိုနိုဝင်ဘာလ၁ရက်နေ့မှာကျင်းပပါတယ်နိုဝင်ဘာလ၂ရက်နေ့ကျတော့လောကအတ္တတာမှာ ရှင်သင်လျှောက်လန်းပြီးကွယ်လွန်သွားတဲ့အခါမှာသူတို့တွေဟာဖျားသခင်ရဲ့မျက်နာတော်ကိုဖူးမြော်ခွင့်ရဖို့ဖျားနဲ့အတူရှိဖို့ရန်အတွက်ပြင်ဆင်နေကြတဲ့ဒဏ်ဆက်ဖြစ်နေကြရတဲ့အသင်းတော်ဖြစ်ပါတယ်။ဝိညာဉ်တွေဟာ ငရဲငယ်မှာယာယီခိတခဏဒဏ်ဆက်ဖြစ်ပြီးမိမိကိုယ်ကိုတန့်စင်ရတဲ့အခိုက်အတန့်ရှိပါတယ်။ငရဲငယ်မှာဒဏ်ဆက်ဖြစ်နေကြတဲ့ဝိညာဉ်တွေအတွက်ဆူတောင်းပေးကြပါတယ်။ အဲဒီသုံးခုဟာအချိတ်ဆက်ရှိတယ်လို့ပြောတဲ့အခါမှာကောင်းကင်နိုင်ငံတော်မှာအောင်ပွဲခံနေတဲ့ယဟန်နာသူတော်သူမြတ်တွေဟာလောကမှာခရီးပြုနေတဲ့လူသားတွေအတွက်ဆုတောင်းပေးကြတယ်။ဘုရားသခင်ထံမှာဂျာဝင်ဆုတောင်းပေးတယ်။လောက လူသားတွေကလည်းငရဲငယ်မှာဒဏ်ဆက်ဖြစ်နေကြတဲ့ဝိညာဉ်တွေအတွက်ကိုဆုတောင်းခြင်းတွေကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးကြတယ်။အတူနဲ့တူဟာအပြန်လန်အမိတဲ့ဟဲပြုပြီးအထောက်ပံ့ပြုနေကြပါတယ်။ နိုဝင်ဘာလ2ရက်နေ့မှာ Father တို့ကက်သလစ်တင်တော်ကြီးတွက်ဆိုရင်ဝိညာဉ်တွေအတွက်အထူးတတိယဆုတောင်းပေးကြပါတယ်။အစိုးရကြီးဆိုင်းတီဆိုင်က ဆိုခဲ့တယ်။ကြာပြီဆိုတော့မေ့လောက်ပါပြီ။တကယ်တော့ Father တို့အတွက်ဒီစကားဟာမမှန်ပါဘူး။သေတော်သူကြာရင်မေ့ပျောက်တော်သူရှာရင်တွေးလို့ဆိုရိုးစကားရှိပေမဲ့လို့သေတော်သူဟာကြာရင်ဘယ်တော့မှမမေ့ပါဘူး။ တေသောသူကိုဘယ်တော့မှမမေ့ပဲထာဝရမမေ့ပဲနဲ့အမြဲတမ်းအမတ်တရတတိတရနဲ့အောင်းမေ့လွမ်းဆွကြတဲ့ဆူတောင်းပေးနေကြတဲ့ဒီအစင်လာလေးဟာအင်မတန်ကို အတိတ်ပဲရှိလာတဲ့တန်ဖိုးရှိလာတဲ့အစင်လာတရဖြစ်ပါတယ်။ဝိညာဉ်တွေဟာ Father တို့လူသားတွေရဲ့ဆူတောင်းခြင်းတွေကိုလိုအပ်နေတယ်။ Father ရဲ့ချစ်ရတဲ့ခင်ရတဲ့လောကမှာအတူတူရှိခဲ့ကြတဲ့မိသားစုတွေ မိဘတွေဆွေမျိုးသားချင်းတွေခင်မင်သူတွေဟာတည်ဆုံးသွားတဲ့အခါမှာသင်တိုင်းမှာပဲဒီတိုင်းပဲပြီးသွားတာမဟုတ်ပါဘူးသူတို့တွေကိုတတိယအောင်းမေ့ပြီးတော့မှသင်တိုင်းကိုသွားတယ်ပန်းစီလေးချပြီးတော့မှနှုတ်ဆက်တယ်ဖျောင်းနိုင်လေးထွန်းညိပြီးတော့မှဆူတောင်းမြတ်တာလေးကိုရွတ်ဆိုတယ်ဒါဟာတည်တဲ့သူတွေနဲ့ကျွန်တော်တို့ရှင်သန်နေတဲ့သူတွေခြားထဲမှာဆက်လက်တည်ရှိနေတဲ့အနောင်ဖွဲ့လေးဖြစ်ပါတယ်တည်တော်သူဘယ်တော့မှမမေ့ပါဘူး ကြာရင်လည်းမေယိုးထုံးစံမရှိပါဘူးအသေးတဲ့သူတွေအတွက်ဖာသာတို့ကဆက်လက်ပြီးတော့မှဆူတောင်းပေးကြတယ်ဒါဟာကောင်းတဲ့အရာဖြစ်ပါတယ်သေလွန်သွားတဲ့ဝိညာဉ်တွေဟာသူတို့သေဆုံးပြီးတဲ့နောက်မှာသူတို့အတွက်ဘာမှမလုပ်နိုင်တော့ဘူးသူတို့အတွက်လှုပ်ပေးနိုင်တဲ့သူတွေကဘယ်သူတွေလဲဆိုရင်လောကမှာအသက်ရှင်နေတဲ့ကျွန်တော်တို့လူသားတွေပဲဖြစ်တယ်။ကွယ်လွန်သွားတဲ့သူတွေအတွက်သူတို့ဖြစ်ဆူတောင်းပေးဖို့ရန်အတွက်မေလျော်ခံနေရတဲ့ ဝိညာဉ်တွေအတွက်လောကလူသားတွေကပို့ပြီးဆူတောင်းပေးရမယ်အဲ့တော့ကျွန်တော်တို့လုံနိုင်တဲ့အရာကနံပါတ်၁ချက်ကွယ်လွန်သူတွေအတွက်ဆူတောင်းပေးပါဆူတောင်းပေးပါလို့ပြောတဲ့အခါမှာစေပတိစိတ်ချင်းမစ္စာတရားပူဇော်ခြင်း ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဒီဟာတွေအားလုံးနဲ့အတူတူလုပ်ရမယ်မစ္စာတရားပူဇော်ခြင်းဆိုရင်ဝိညာဉ်တွေအတွက်အင်မတန်ကို ထိရောက်ပြီးတော့မှအကျိုးရှိစေတဲ့ဆူတောင်းခြင်းဖြစ်ပါတယ်မစ္စာတရားမှာဝိညာဉ်တွေအတွက်တတိယတဲ့ ဆုတောင်းပေးတယ်။သူတို့ရဲ့ကယ်တင်ခြင်းလွတ်မြောက်ခြင်းကိုရရှိပြီးဖျားသခင်စီမှာခါးစားဝင်ရတယ်။ဖျားနဲ့တူတူရှိရတဲ့အခါမှာသူတို့တွေကပြန်လည်ပြီးတော့လောကလူသားတွေအတွက်ပြန်လည်ဆုတောင်းပေးပါတယ်။အဲ့တော့ကျွန်တို့တို့တွေဟာသင်ញိုင်းကိုသွားကြတယ်။ဝိညာဉ်တွေအတွက်ဆုတောင်းပေးကြတယ်။ဒီဟာကနောက်တစ်ချိန်မှာကျွန်တော်တို့လည်းဘာဖြစ်မယ်ဆိုတာကိုတတိယစေပါတယ်။ကြာရင်အချိန်တိုင်းကျွန်တော်တို့လည်း ညီကြီးကိုပြန်ရမယ်။သေခြင်းကိုရင်ဆိုင်ရမယ်။ဒါပေမဲ့သေခြင်းတရားရဲ့အလွန်မှာဖျားသခင်ကရှိတယ်။သေခြင်းကိုအောင်နိုင်တဲ့ဖျားသခင်က စီးကျူနေတယ်။ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာတနာခြင်းခွင့်လွှတ်ခြင်းတွေကသေခြင်းတရားရဲ့နောက်ွယ်မှာရှိနေတယ်ဆိုတာကိုယုံကြည်မျှော်လင့်ပြီးတော့ဒီလောကအတ္တတာကိုကောင်းမွန်စွာနဲ့အသက်ရှင်ဖို့ရန်အတွက်လည်းတတိယစီပါတယ်ပြန်ပြီးတော့မှ တတိပေးနေပါတယ်။အဲ့တော့ကျွန်တော်တို့တွေဟာကွယ်လွန်သူတွေအတွက်စွတောင်းပေးကြရမယ်။မိစားတရားတွေပူဇော်ပေးရမယ်။စေပတိတွေစိတ်ပေးရမယ်။မတ္တာတစ်ခေါက်ကြောင်းဆယ်ခေါက်လို့မြန်မာမှာဆိုရိုးစကားရှိပါတယ်။ကွယ်လွန်သူကိုလိုက်ပို့တဲ့အကျင့်ရွဲ့အတွက်တစ်ခေါက်ဟာဖះเจ้าဘုံကြီးเจ้าကို သွားတဲ့ဆယ်ခေါက်နဲ့ညီတယ်လို့ပြောထားပါတယ်။ဂျန်နဲ့ဖះတရားလောက်တာတွေလည်းရှိသလို လူမှုရေးလုပ်ငန်းတွေအများကြီးတဲ့မှာမှာကွယ်လွန်သူတွေအတွက် လိုက်လံပို့ဆောင်ခြင်းဆုတောင်းပေးခြင်းဟာမွန်မြတ်တဲ့ပရဟိတအလုပ်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့လိုမျိုးနိုဝင်ဘာလ၂ရက်နေ့မှာကျွန်တော်တို့တွေကွယ်လွန်သူတွေအတွက် အထူးဆုတောင်းပေးတဲ့နေ့ရက်လေးမှာမမေ့မလျော့ပဲနဲ့ဆုတောင်းပေးကြရအောင်အထူးသဖြင့်မေ့လျော့ခြင်းခံနေရတဲ့ဝိညာဉ်တွေအတွက်ဆုတောင်းပေးကြရအောင်။တို့တွေအားလုံးဖျားသိခင်ရဲ့တနာခြင်းကိုခံစားရပြီး ကောင်းကင်ရွှေနိုင်ငံတော်မှာရောက်ရှိဖို့ရန်အတွက်အားလုံးဝိုင်းဝန်းပြုတော်မှာအတူတကဆုတောင်းပေးကြပါစို့။ကွယ်လွန်သူတို့ရဲ့အသက်ဝိညာဉ်တွေဟာဖျားသခင်ရဲ့တနာတော်မြတ်ကိုခံစားရရှိပြီးငြိမ်သက်ချမ်းသာစွာ ရှိပါစေတော့။အာမင်။